grammar ကိုအထိုက်အသင့်တည့်ရတာနဲ့ speaking ကိုမပြောတတ်ဘူးဆိုတာသူတို့နှစ်ခုကြားမှာဆက်ဆက်နေတဲ့အခြေအလေးတွေကိုမသိလို့ပါဒီနေ့အဲ့အခြေအလေးတွေကိုပြန်သင်ပေးမယ်ရှေ့က day 1အနေ day 90တင်ခဲ့တဲ့ဟာတွေကိုပြန်ပြီးတော့ခြေမယ်နော်ပြီးတော့နောက်ထပ်ပတ်သက်တဲ့တစ်ခုတည့်ရမယ်ကဲလေ့ကျင့်ခန်းလုပ်မယ်ဘယ်နှမရလဲဆိုတာကိုလေ့လာကြမယ်ကဲအဲ့တော့ဒီနေ့လုပ်ဖွဲ့ရအတွက်လိုအပ်တဲ့လိုအပ်ချက်လေးတွေပြန်ပြီးလုပ်မယ်ဒီနေ့ဘာတွေကိုခြေပါလဲဆိုရင် i ကျွန်ုပ်ဒီနေ့တိုင်းပြောနေရနော်အခေါက်တိုင်းပြောနေဟာကဲကျွန်ုပ်ဒီပြီးကျွန်ုပ်တို့ဒီဆိုရင် we နော်တင်းဒီဆိုရင် you ဒါတွေကိုအခုမှ live ကြည့်မနေဟိုအခုမှတွေ့ရလို့ဆိုရင် day 1နဲ့ဆက်ပြီးတော့ပြန်ကြည့်ပြီးတော့ဒီနေ့ data ထီကိုတက်ခဲ့ပါတော့เนาะ now you are တင်တို့ဒီပဲ now here to the she are to ma the it's က၎င်းဒီ now the ရှိပိုင်း they are သူတို့ဒီ၎င်းတို့ဒီဒီနှလုံးက first person ဒီနှလုံးက second person ဒီနှလုံးက third ဒီ channel လုံးတွေက third person လို့ခေါ်တယ်ဆိုဒီဘာနဲ့ဆုံးလဲဆိုရင်ဒီနဲ့ဆုံးတဲ့ subject နေရာမှာနေမယ်အဲကြောင့် subject pronoun လို့ခေါ်တယ်ဒါနေတိုင်းပြောနေကြစကား နော်ကဲနောက်တစ်ခါကျတော့ go အတန်းလာအောင်ပဲပေါ့ go အတန်းဆိုရင် me ကျွန်ုပ် go ဒါခံရတဲ့သူဖြစ်သွားပြီနော် as ကျွန်ုပ်တို့ go you တင်း go နောက် you တင်းတို့ go him သူ့ go ha သူမ go it ၎င်းကိုနောက်ခါကျတော့ them သူတို့ကို၎င်းတို့ကို go နေရာမှာရှိတယ်ခံရတဲ့နေရာဖြစ်လို့တော့သူတို့ object နေရာမှာထားရမယ် object pronoun လို့ခေါ်မယ်ဟောနောက်ခါကျတော့ဤအတန်းလေးလာအောင်မယ်ပိုင်ဆိုင်ခြင်းကိုပြတာပေါ့နော် my ကျွန်ုပ်ဤဒီနေရာမှာပစ္စည်းလေးတစ်ခုထည့်ရမယ်เนาะမိုင်ကျွန်ုပ်ဤပါတိတို့မျိုးတစ်လုံးစီနေလို့မရဘူးသူကြတော့နောက်ခါကျတော့ hour ကျွန်ုပ်တို့ဤနောက်ခါကျတော့ your တင်ဤနောက် your ပဲတင်တို့ဤ his to ဤ her သူမဤ is ၎င်းဤ there သူတို့ဤ၎င်းတို့ဤသူတို့ကြတော့ပိုင်းဆိုင်တဲ့ဟာလေးနဲ့တွဲပြီးတော့ရေးရမယ် တို့တော့ဘာလို့ခေါ်လဲဆိုတော့သူက e ဘာလို့ဆို e လို့တိပြထွက်ပြီးတော့ possessive adjective လို့ခေါ်တယ်။သူက pronoun မဟုတ်ဘူးเนาะ။ဟိုက subject pronoun object pronoun possessive adjective ပိုင်းဆိုင်ခြင်းကိုပြဒါလည်းဒီ D1 နေ D9 ချိန်မှာဆရာနောက်ပြန်နောက်ပြန်ပြန်ပြန်ပြီးတော့ကြော်ပြောခဲ့တယ်။ဒီနေ့ဒါလေးတွေကိုရေးဖို့အတွက်နောက်ထပ်ဘာလေးတစ်ခုသိဖို့လိုလဲဆိုလို့ရှိရင်ခါတိုင်းပြောနေကြပတ္တန် subject verb object ဆိုတဲ့ပုံစံလေး။ဒီနေ့ရောဘာပုံစံလေးလာအောင်မလဲ။ကျွန်ုပ်ဒီကုမကိုတင်ဤစာအုပ်ပေးခဲ့သည် ဆရာတစ်ပုတ်ပဲလုတ်ပြမှာတရားကြည့်နော်အဲကျွန်ုပ်ဒီဒါပေးမဲ့သူဆိုတော့အဲ့ဒါကို subject လို့ခေါ်တယ်နော်နောက်ပေးခဲ့သည်အာ verb ပုံနေ့ကလည်းပြောထားခဲ့တယ် verb ဆိုတာဗမာစာကျောင်းနောက်ဆုံးမှာရှိတယ်ကဲသူမကိုဆိုတာကအပေးခံရမယ်ဟာသင်ဤစာအုပ်ဆိုတာကောဘာဖြစ်မလဲဒါလေးအပေးခံရမယ်ဟာပဲဘာကိုပေးမှာလဲသင်ဤစာကိုပေးမှာဘသူ့ကိုပေးမှာလဲသူမကိုပေးမှာဘာကိုလဲဘသူ့ကိုလဲကိုယ်နှလုံးပါနေတယ်ပြောချင်တာက object နှလုံးပါနေတယ် object နှလုံးပါရင်ဘယ်လိုရေးရမလဲဆိုတော့ဒီနေ့ pattern တစ်ခုထပ်လေ့လာမယ် subject verb object နှလုံးဆိုရင် object လူအရင်ရေးမယ်ပြီးရင်အရာဝတ္ထုရေးမယ်ဒီမှာဆိုရင်လူဆိုရင်သူမကိုဆိုအရင်ရေးရမှာပေါ့ပြီးရင်တင်းအစာဆိုရင်အရာဝတ္ထုရေးရမှာပေါ့အဲအရာဝတ္ထုအရင်ရင်းလဲရတယ် subject verb object ကိုအရာဝတ္ထုအရှိမှထားရင်လူကနောက်မှာထားမယ်ဆိုရင်အဲ့လူရဲ့အရှိမ to ဒါမှမဟုတ်ရင် f4 ခုခုထည့်ပေးရတယ်အဲ့တော့ဒီပုံစံလေးကိုခဏလေးနောက်ရက်မှာဆက်လေ့လာမယ်ပေါ့နော်ခေါင်းရှုပ်သွားမှာဆိုဒီနေ့လှုပ်ရှင်တဲ့အဓိကအကြောင်းကဒီဇာတ်ကိုပဲပိုင်နယ်အောင်လုပ်မှာဆိုတော့ဒီပုံစံနဲ့ပဲရေးမယ် subject ရေးမယ် verb ရေးမယ် object နှလုံးရှိရတဲ့အကြောင်းလူရေးမယ်ပြင်အရာဝတ္ထုရေးမယ်ဒါပေမဲ့ဟိုအင်္ဂလိပ်လိုသင်တဲ့ခါကျတော့ချေတော့လူတို့အရာဝတ္ထုတော့မသုံးဒါနားလည်လွယ်အောင်ပြောတာနော်အရာဝတ္ထုဆိုတာ direct object direct ဟန်ကန်ပြီးတော့ပြလိုက်တဲ့စာအုပ်ဒါ direct object လို့ခေါ်တယ်နော်ဒီလူဆိုတာလေးကိုကျတော့ indirect object လို့ခေါ်တယ် indirect object direct လူကြီးကိုကန်ပြီးပြတာမဟုတ်ဘူး သူကတဆင့်ခံတယ်အဲ့တော့ indirect object ပြီးရင် direct object လာမယ်လို့တင်ကြတယ်အဲဆရာမင်းတို့နားလဲလွယ်အောင် lu object ပြီးရင်အရာဝတ္ထု object အဲ့လိုလေးအစံလေးရေးမယ်ဂျာရဲ့ဘာမှခံကြမလို့ဒီပုံစံလေးကိုသုံးမယ်ပေါ့နော်အဲ့တော့ကျွန်ုပ်ဒီဆိုပါလဲဆိုရင် i ပေါ့မနော် i ဒီဇာခွက်ကိုကြည့်လို့အလုံးမလုံးနိုင်ရပါတယ်ပြီးရင်ပြီးခဲ့သည် subject ပြီးမှလေဆက်ပြောရဲ verb လာတယ်ပြီးခဲ့သည်ဆိုတာ gav gate လို့မှတ်ထားနော်ဘာဘာ0က giv gate ဘာ2က gave gate ဒါဘာ2 ေးခဲ့တယ်ခဲ့တယ်လို့တွေပဲထွက်တယ်နော် GDP နောက်ပေါ်ဒီအဲ့ဒါတလုံးမတော့ပါဘူး INK ကဲလူပါလာပါပေါ့တူမကိုတင်းအိစာကိုလူပါတူမကိုပေးရတူမကိုဆိုတော့တူမကိုဆိုတော့ရှီဆိုပြီးသွားလို့မြင်မှားပြီပဲမလေးကိုအတန်းအတင်းမှာဟာနော် INK ဟာကဲ subject verb လူ object ပြီးပြီအရာမချို့ object ကပါလဲဆိုရင်တင်းအိစာကိုတူအတွဲလေးဒီမှာဒီကောင်ကအတွဲလို့ပြောထားတယ်တင်းအိကိုလိုက်ရှာမှာယူပါယူပါနဲ့ပုံနဲ့တွဲပြီးရမယ်ယူပါ book ဆရာလို့ရှင်းတာပါလဲဆိုရင် t ဒါကိုဒါ e အဲ့သုံးလုံးကိုကိုပဲပြဖြစ်စေခြင်းလို့ဒါလေးလောက်တာအဲ့တော့ speaking မှာဆိုရင်ကျွန်ုပ်ဒီသူမကိုတင်းစာကိုပေးခဲ့တယ်လို့မပြောဘူးလေဘာပဲပြောလဲအဲငါသူမကိုမင်းစာကိုပေးခဲ့တယ်သူမကိုတော့မှသူ့ကိုပဲပြော ပြောမှာငါသူမကိုနှစ်စာကိုပေးခဲ့တယ်ဒီလိုပဲပြောတာအဲ့တော့ဒီနှစ်ယောက်ဒီသဘောပါအတူတူပဲကျွန်ုပ်ဆိုတာငါလေသူမကသူမပဲပေါ့တင်းစွာမင်းလို့နင်းလို့ပေါ့နော်အဲ့တော့ဒီနှစ်ခုရဲ့ချိတ်ဆက်မှုလည်းနားလည်ရမယ်အရေးမှကြတော့ပေးခဲ့သည်အပြောမှကြတော့ပေးခဲ့တယ် ကဲတော့အဲ့ဒါလေးကိုနားလည်သွားပြီဆိုလို့ရှိရင်ဒီဟာလေးကိုစမ်းပြီးဖြည့်ကြည့်ပါဇာတ်ခွဲကိုလေ့လာပါဗီဒီယိုခဏလေးရှင်းလိုက်ပါနော်ဟုတ်ပြီရပြီဆိုလို့ရှိရင်ဇာတ်ကိုဆက်မယ်သူမသည်ကျွန်ုပ်တို့ကိုတင်းကြီးစာကိုပေးခဲ့သည်သူမသည် subject she file လိုက်ရှာနောက်ဆုံးမှာပေးခဲ့သည် give she give နော်ပေးလူလိုက်ရှာအပေးခံရတဲ့ဟာခံရတဲ့ကျွန်ုပ်တို့ကိုဒါအပေးခံရတဲ့သူကျွန်ုပ်တို့ကိုဒီဒီအတန်းနေယူလို့မရဘူးကိုအတန်းနေယူရမှာဒါကိုအတန်း เนาะကျွန်တော်တို့ကိုဆိုတာဒီမှာပါလဲ USS ဟာကျွန်တော်တို့ဒီဒါကျွန်တော်တို့ကိုဆိုတော့ she gave us ပြီးသွားပြီเนาะတင်ဤစာအုပ်တဲ့တင်ဤဤအတန်းကနေယူရမယ်တင်ဤစာဒီမှာယူပါเนาะ you are book ပေါ့เนาะ she gave us you are book ပမာလို့ speaker မှာဆိုရင်သူမကကျွန်တော်တို့ကိုစာငါတို့ကိုတင်ဤစာလို့မပြောဘူးမင်းစာကိုကလေးပြလိုက်တာနဲ့စာကိုကလေးပြလိုက်တာဒီလိုမျိုးလေးဆက်ဆက်မှုကိုနားလဲရတယ် ်ကျွန်တော်တို့သူတို့ဒီသူ့ကိုကျွန်တော်ဤစာအုပ်ပေးခဲ့သည် subject နဲ့ပဲစမယ်သူတို့ဒီဒီအတန်းမှာယူသူတို့ဒီဆိုရင်မှာ they နော် they ပြင် verb ကိုရေးမယ် subject ပြင် verb ပဲပေးခဲ့သည်ဆိုတော့ give ကဲ object နှလုံးပါတယ်နော်သူ့ကိုပေးတာဘာဖို့ပေးရလဲကျွန်တော်ဤစာအုပ်ကိုပေးတာဘသူ့ကိုပေးရလဲသူ့ကိုပေးတာလူကိုရှင်ရေးမယ်ပြီးမှအရာဘုသူဆိုရယ်စာအုပ်အတွဲကိုနောက်မှာရေးမယ်သူ့ကိုဆိုတာဒီ go တန်းမှာရှာတော့ him they give him ျွန်တော်ဤစာအုပ်တဲ့ကျွန်တော်ဤဆိုတာကျွန်တော်ဤဒီအိုင်လည်းမဟုတ်ဘီလည်းမဟုတ်ဤဆိုတဲ့မိုင်ဒီသုံးလုံးကိုတက်တက်ကိုယ်ဖြောင်းလို့လှုပ်စေချင်တာပေါ့နော် my book ဤမလိုက်ဂူမလိုက်ဒီမလိုက်ဖြစ်နေတော့ပြန်ဟုတ်ကြံ့နေအောင်ပါပဲပေါ့နော် they give him my book သူတို့အဲ့ဒီသူကိုဟင်းကျွန်တော်ဤလို့ပြောမယ်စာငါစာအုပ်အာငါနဲ့ကျွန်တော်ဤနဲ့တာအတူတူပဲ my book အဲ့လိုမျိုးဆက်ဆက်မှုကိုနားလည်အောင်တစ်ခါပြန်ကြည့်ထားနောက်တစ်ခုကျွန်တော်တို့ဒီသူတို့ကိုသူဤစာအုပ်ပေးခဲ့ဒီကျွန်တော်တို့ဒီကျွန်တော်တို့ဆိုအများ we เนาะဒီမှာ ဒီတက်မှာကျွန်တော်တို့ဒီဆိုင်မှာဟောလဲ we နောက်ခါကျတော့ var ရေးမယ်ပေးခဲ့သည်ဆိုတော့ give we give နော်ပေးဘယ်သူပြလဲသူတို့ကိုပေးတာသူတို့ဒီဟာဒီပေါ့ကိုဆိုရင် than ဖြစ်သွားမယ်နော် we give them ဘာလို့ပေးရလဲဆိုရင် သူ ਈ စာအုပ်ကိုပေးတယ်ကြာသူ ਈ ဆိုတာဒီ ਈ အတန်းနေပြမယ်သူ ਈ ရမှာ his ဟာသူ ਈ နော် his book အဲ့တော့ the we give them his book ဘာမှလို့ speaking မှာပြောရင် ကျွန်တို့တို့ဒီလိုပြောမယ်ဆာငါတို့ကဒီဒီကဖြစ်ရင်လည်းဖြစ်သွားနိုင်တာပဲကတော့ဘာကြောင့်မပါငါတို့သူ့ကိုလို့ပြောလိုက်လည်းရတာပဲเนาะငါတို့ကသူတို့ကိုငါသူတို့ကိုသူ့စာအုပ်သူ့ဤလို့မပြောမပြောတော့သူ့စာအုပ်အောက်ကမြင့်ဒီပိုင်ဆိုင်တည်းမယ်သူ့ဤနဲ့သူ့ဆိုတာနဲ့သူ့ပဲဆိုအောင်နားလည်အောင်ကြည့်တာပြီးခဲ့တယ်ခဏဆုံးတစ်ပုတ်ပဲကျွန်တော်လည်းသူ့ဒီအင့်ကိုသူ့မဤစာအုပ်ပြီးခဲ့သူ့ဒီဆိုတာကဒီပေါ့ subject ပြင်ဘက်ကိုကြီးပြီးခဲ့တယ်က give subject ဖတ်ပြီးသွားပြီเนาะပြီးရင် object နှလုံးပါတယ်လူရင်းမယ်တင့်ကို u ဒါတင်သည်ဒီမှာဒီ u ကတင်ကိုဆိုတော့ he gave you နော်ဘာလို့ပေးရလဲ तू မာဤ तू မာဤစာအုပ် तू မာဤစာအုပ်ဆိုတာ तू မာဤဆိုတာဒီမှာဟာပေါ့ဟာ book ဟုတ်ပြီအဲ့တော့ तू က तू က he ဒီတော့မပေါ့ तू ဆိုရင် he ပဲ subject နေရာမှာနေလို့ he ထဲတာ object နေရာမှာဆိုရင် him ထဲမှာပေါ့ तू ကိုဆိုရတဲ့မှာဗတ်လာမယ်ပြီးရင်တင်ကိုလို့ပြောမယ်စာနှင့်ကိုမင်းကိုတင့်ကိုဒီနှင့်ကိုနဲ့မင်းကိုခမည်းကို နီးကိုဒါအတူတူလေးပဲတော့သူမအီစာအုပ်လို့ပြောမယ်စာသူမစာအုပ်လာအီမပါလေသူမနဲ့စာအုပ်နဲ့တွဲထိုင်ရင်ဒါပိုင်ဆိုင်ချက်ကိုပြရဲဆိုတော့သဘောတရားနားလဲပြီးတော့သူမအီဆိုရဟာကိုထည့်ရမှာဟုတ်ပြီနော်ဒီနေ့ဆိုရင်ဆရာကဒီစရာဘက်ကိုခြေခဲ့တယ်ပတ်တန်အသေးလေးတစ်ခုထပ်ပြီးတင်လိုက်တယ် subject verb object နှလုံးမှာလူအရင်ရေးပြီးမှအရာဝတ္ထုရေးရေးအရာဝတ္ထုအရင်ရေးလို့လည်းရပါတယ်ဒါပေမဲ့အဲ့လိုအရာဝတ္ထုရေးရင်လူရှိမှ true မဟုတ်ရင် false ထည့်ရတယ်ဒါပေမဲ့ပထမတစ်ခုပဲဆရာလုပ်ခဲ့တာဖြစ်တယ်ဒီ11ကိုဆက်ပြီးတော့လေ့လာကြပြီ